အားသာဝါလာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လ25ရက်နေ့ရက်နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းအတွက်လည်းစောစီးတင်ပေးထားပါတယ် ထမဆုံးသတင်းတစ်ပုဒ်ကိုတော့ကျွန်တော်တို့ဗီတာယောဂရက်သတင်းနဲ့ပဲစလိုက်အောင်မတူညီတဲ့သတင်းထောက်၃ရောက်စီကနေနောက်ဆုံးရအခြေအနေကိုဖော်ပြပေးသွားမှာပါပထမဆုံးသတင်းထောက်ကတော့ Fabrizio Romano ညနေခင်းအစောပိုင်းကတက်လာတဲ့သတင်းပေါ့လေဗီတာယောဂရက်ကသူ့ရဲ့မိခင်ကလပ် Sporting Lisbon အသင်းရဲ့တာဝန်အရှိဆုံးလို့လည်းပြောလို့ရတဲ့ဥက္ကဋ္ဌ Fridico Varandak ကိုသူကတောင်းဆိုထားတယ်။အရင်တုန်းက Gentleman Agreement အတိုင်းပဲ Euro 160 plus add-on bonus Euro 70တန်းနဲ့ထွက်ခွာခွင့်ပေးဖို့အကယ်၍များတင့်တော်တဲ့တန်ကြီးတစ်ရက်နဲ့ကလပ်အသင်းတစ်ခုကိုထွက်ခွာခွင့်မပေးတော့သူက trainee လည်းမဆင်းနိုင်ဘူး။လာမယ့်ရာသီစပိုတင်းအတွက်လည်းကစားမပေးနိုင်ဘူးလက်ရှိရာသီကြိုးပွဲစဉ်တွေမှာလည်းဝင်ရောက်မဆော့နိုင်ဘူးဆိုပြီးတော့ကလပ်အသင်းကိုအတီလင်းပြောထားတယ်ဒါတော့တစ်ဖက်ကကြည့်ရင်တော့ကောင်းတယ်ဘာလို့လဲဆိုတော့ ကိုဘာဖြစ်ချင်လဲဆိုတာကိုကွဲပြားသိတယ်ဒီနေရာမှာလေကစားသမား pro မပီတာဘူးဘာညာကျွန်တော်သွားပြီးအပြစ်တင်လို့မရဘူးတကယ်ကြေတော့အဲ့ sporting ဥက္ကရာရဲ့မလဲမရှုပ်လောက်တာပထမသူတို့ gentleman agreement လောက်ထားတာကပထမသူတို့ asa driver နဲ့ဒီ peter yogrek ရဲ့ agent ကြားထဲမှာလောက်ထားတာ okay ငါတို့ဒီပမာဏဆိုလက်ခံနေစုစုပေါင်း totally yo 80နဲ့မင်းကိုလာမဲ့ຫນွေမှာအတင်းတင်းကိုထောက်ခေါက်ပြီးမယ်အားလုံးပြီးသားဒါပေမဲ့အဲ့ဒီ asa driver က manchester city ကိုပြောင်းသွားတဲ့အခါမှာနောက်ထပ် asa driver ကြားထဲမှာအတိတ်မိသူရွှေပြောက်လို့ထားလောက်တာအဲ့မှာကစားသမားလည်းတင်းပြီးတော့အခု စော်မပေးနိုင်တော့အဲ့ပုံစံမျိုးအတီလင်းပြောထားခဲ့တယ်။တစ်ဖက်ကကြည့်မယ်ဆိုရင်တော့မီကင်ကလပ်ကစာချုပ်စာတမ်းနေထိုင်ရအသာစီးပေါ့လေ။ဟို2028လောက်ထိတဲ့စာချုပ်တက်တန်းလည်းရှိသေးတယ်။ကစားသမားလည်းအသက်29နှစ်ဆိုတဲ့အတိုင်းတာရောက်လာပြီ။ဒါပေမဲ့သူ့ကိုဈေးကွက်ထဲမှာတကယ်လို့ချင်းနဲ့အသင်းကြီးရှိမယ်။မတန်ဆာဈေးကိုတောင်းဆိုနေတဲ့ Sporting ကိုတော်တော်လေးဟိုမှာရောကဒေါသထွက်တယ်။ကဲအဲ့လို့ဆိုတော့နောက်ထပ်သတင်းထောက်တစ်ယောက်ကတော့သတင်းထောက်ဒင်းချင်း ူလက်စိတ်ချတဲ့ဒီနောက်တည်းမှာပါတယ်မေတာယောကလက်ရှိအချိန်မှာသူအရင်စပွန်ဆာယူနေခဲ့တဲ့ဒီတဦးချင်းစပွန်ဆာယူနေခဲ့တဲ့ Nike ကိုဒါရက်ဆိုင်လိုက်ပြီးတော့အာဆင်နယ်နဲ့စပွန်ဆာတူတဲ့ Adidas ကိုပြောင်းလဲချုပ်ဆိုလိုက်ပြီးဆိုကြာတိရတယ်။တချို့ဒီမှာတော့လုံဆောင်နေပါလို့အစင်းစင်းနေ။အဲဆိုစပွန်ဆာလည်းတူသွားပြီးကိုယ်လည်းမကြခင်လာကန်လဲမဲ့ဆိုတာလည်းသိရတယ်။အပေါင်းအသင်းတွေမိတ်ဆွေတွေအားလုံးလည်းအာဆင်နယ်ကိုပြောင်းရင်လည်းပြောထားခဲ့တဲ့ယောဂရက်အတွက်ကတော့တော်တော်လေးကိုသူမျှော်လင့်ပြီးတော့အရေးဆုံးပြီးတော့အသင်းကိုတိုက်ခတ်လုပ်ထားတာ။တခါကျရင်ကျွန်တော်ကစားမောက်တနာဆိုတာအဲ့ဒါဒီ သူလုံးနိုင်ဆုံးရှိတာအကုန်လုံးတယ်ကိုတွေဘက်ကသာတရားဝင်သွားပြီးလက်ရှိအချိန်ကြီးမကန်းလန်းသေးတာကဲနောက်ဆုံးတစ်ယောက်ကကျတော့ cough site cough site ရဲ့ဖော်ပြထားချက်ရအာဆီနိုတို့ကဒက်တာယောဂကိုကန်းလန်းဖို့အတွက်ပြင်ဆင်နေတယ် Euro 85တန်းနဲ့80ကြာကန်းလန်းဖို့ပြင်ဆင်နေပြီးတော့ Sporting တို့ကလက်ခံသွားနိုင်ချေရှိဆိုတဲ့ပုံစံမျိုးသူတို့ကတွေးနေဆိုပြီးဖော်ပြသွားတယ်ဒါကတော့သတင်းထောက်၃ရောက်စီရနောက်ဆုံးရအချိန်တွေပေါ့လေအဲ့တော့တချို့သတင်းလည်းမှန်တာဖြစ်နိုင်တယ်တချို့သတင်းလည်းရှေ့ပြေးနေတဲ့ရေးရဖြစ်နိုင်တယ်တေးရာတို့ကတော့ပေါ်တူဂီဘက်ကသတင်းထဏာ၁၀ခုရှိရင်၉ခုလောက်က အာရီတို့မကြိုက်ခင်ကမ်းလှမ်းတော့မယ်အဲ့လိုတွေပဲရင်းနေကြတာအဲကျွန်တော်တို့ဒီ UK ဘက်ကသတင်းတွေဆိုလို့ရှိရင်တော့တိတ်မြန်ပြောသေးဘူးသူသဖြင့်ပေါ့လေရိုမာနိုတို့ Austin တို့ကတည်တယ်ပဲ final အဆင့်ရောက်ပြီဆိုတော့မှသူတို့ကထရေးကြတာ channel ဘိုင်းကြီးမှာတော့ကျွန်တော်တို့ဒီလိုမျိုးသတင်းလေးတွေရပဲဖွေရှာပြီးတော့အဲ့လိုတင်ဆက်ရတာအဲ့တော့ဆိုတော့ကျွန်တော်ညီကိုကြီးလည်းပေါ်တူဂီဘက်ကမကြခင်ကလန်တော့မဆွဲတဲ့တဲ့င်းနဲ့ပတ်သက်ပြီးမျောလင်းကြရရှိရယ်တချို့ကြတော့ဂျာစီကိုင်မယုံမဲဆွဲလူတွေရှိရယ်ဘယ်လိုပြောပါ အာဆင်နယ်တို့သူတို့ရဲ့အလိုအဆုံးဖြစ်တဲ့တိုက်စစ်နေရာအတွက်တော့မကြခင်မှာတရားဝင်ကံလမ်းမှုတစ်ခုလုပ်လိမ့်မယ်ထင်တယ်။တေချာတခါတော့ဆက်စကိုကယော့ဂရက်ကပြစ်မှတ်စင်းထဲမှာရှိသေးတယ်။ယော့ဂရက်ကတော့ပိုပြီးလွယ်ကူနိုင်ရရှိတယ်။ကိုစီကိုလည်းလာခြင်းနေပါဗျ။ ဒုတိယမြောက်သတင်းတပုတ်ကတော့ဂန်နာဘလော့ကိုဖော်ပြထားတာဂန်နာဘလော့ဆိုတာကတော့အသလက်တစ်ကဒါအာဆင်နယ်နဲ့ပတ်သက်တဲ့ကလောင်ဝဲပေါ့လေစိတ်ချရပါတယ်သူဖော်ပြသွားကြရဆိုရင်တော့အာဆင်နယ်ရဲ့မာတင်ဇူမတ်ဒီပြီးနောက်ဒုတိယမြောက်ဟီဝီကိုအဖြစ်တရားဝင်လက်မှတ်ရေးထိုးမဲ့ပလေယာကတော့ဒါချယ်ဆီတဲ့ကနေပြောင်းလာခဲ့မဲ့အရီဇာဘလကာကီပါပေါ့လေဒီတစ်ပတ်အတွင်းမှာပဲကီပါအာဆင်နယ်လေ့ကျင့်ခွင့်ကိုလာရောက်ပြီးတော့စစ်စစ်မှုတွေလုပ်မယ်ရိုက်ကူးရေးတွေလုပ်မယ်လူဝဲတဲ့ကိစ္စဝဝကိုဒီတစ်ပတ်အတွင်းမှာလှုပ်ဆောင်တော့ဖို့ရှိရဆိုပြီးဂန်နာဘလော့ကိုဖော်ပြသွားတယ်ဒီနေရာမှာ ဒီကိစ္စကိုအဓိကကျွန်တော်ပြောချင်တာမဟုတ်ဘူးဒီနေရာမှာဂနာဘလော့ပြောသွားတဲ့နောက်တစ်ချက်ကအာဆင်နယ်ရဲ့လူငယ်ကိုသမားလေးခိုင်းကိုလည်းအယောင်းတင်သွားဖို့ရှိရဲဆိုပြီးဖော်ပြထားတယ်ပထမကျွန်တော်ခိုင်းကို၃နှစ်စာချုပ်ချုပ်တယ်ချုပ်တဲ့အခါမှာကစားသမားနဲ့သဘောတူညီမှုယူတာကအရန်ကိုသမားဖြစ်တော့မနေဘူးတင့်တော်တဲ့အတင်းတင်းကိုတော့အငှားချပြီပါဆိုပြီးအာဆင်နယ်နဲ့သဘောတူညီမှုယူထားတယ်အခုသူကဒီဘယ်လာဒိုလစ်ကနေပြီးတော့ပြန်လာပြီးနောက်ပိုင်းမှာ အသေးမှသာအရန်ကိုသမားအဖြစ်သက်ဆိုင်သူကအငှားပြန်သွားခြင်းတယ်ဒါပေမဲ့တင့်တော်တဲ့တညတရရိုက်တော့အာဆင်တွေကရောင်းချဖို့အတွက်ပြင်ဆင်နေဆိုပြီးတော့ဂန္ဓာဘလော့ကဖော်ပြသွားတယ်ကြံခဲ့တဲ့ယာတီကစပိန်မှာသွားပြီးပြခဲ့တဲ့ခြေလက်စွမ်းရဆိုရင်တော့ဒီကစားမောက်လိုချင်တဲ့တင်းနေရှိတယ်ဒါပေမဲ့သူသွားပြီးလက်စွမ်းပြခဲ့ပြီမဲ့လေသူအငှားသွားဆော့ခဲ့တဲ့ဘလာဒိုလစ်ကတော့တန်းဆင်းသွားခဲ့ပေါ့လေအဲ့ဆိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင်ကစားသမားအဝင်ရဆိုရင်တော့အသက်30ရွယ်အရီဇာဘလကကီပါဝင်လာမယ် လောက်ခက်လက်သာလဲနည်းနည်းများဖို့တော့ရှိတယ်။ဘာလို့လဲဆိုတော့ तू ချက်စီမှာရတာကတပတ်ပေါင်တသိန်းခွဲကျွန်တော်ဟီဝီကိုတော့ပြောခဲ့တာနည်းနည်းလေးမှားသွားတယ်။အဲ့ပါဆိုတော့ဘုံမောက်က9000ခွဲချက်စီက9000ခွဲတဝက်စီဆိုင်ကြတာအဲ့ကာလာအခုဆိုအာဆင်နယ်ရောက်လာလို့ရှိရင်တော့အဲ့ပမာဏပေးမလားအဲ့ထက်ရောတဲ့ပမာဏပေးမလားဆိုတော့တချက်တော့စောင့်ကြံ့မယ်ပေါ့လေ။ဒီနေရာမှာကစားသမားအထွက်အနေနဲ့ဆိုရင်တော့23နှစ်ရဲ့ကိုယ့်ရဲ့လူငယ်ကစားသမားလေးအက်စတိုနီးယားသားလေး ခါဟင်းကတော့ထွက်သွားမှုရှိတယ်အသင်းပုတ်ဖွဲ့ရဲ့အရန်တော်တဲ့လက်ွက်တွေပေါ့လေအဲ့တော့ခါဟင်းကတော့ကီပါလောက်တော့အထွေးကြောင့်မရင်တာမှန်ပြီမဲ့အသက်ရွယ်အားဖြင့်ဆိုပိုတရှယ်ရဆိုလို့ရှိရင်တော့ဆက်ထင်းသားတဲ့နယ်မှာပါပြီမဲ့အကိမ်များကီပါသာတရဝင်းရောက်ပြီဆိုလို့ရှိရင်တော့အသင်းရဲ့လူငယ်ကိုယ်သမားတချို့လည်းရှင်းထုတ်သွားဖို့ရှိတယ်ဒီနေ့မှာကိုယ်သမား list ကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ David Raya အရန်ကိုယ်သမားကီပါ ီးတော့တော်မီဆက်ဖိုးလို့ဂျက်ပေါ်တာလို့လို့ကိုသမားလေးရှိသေးတယ်အဲ့တော့တချို့ကိုသမားလေးလည်းဒါ U21 တို့23မှာသွားဆော့ပြီးရင်တော့တတိယရန်ကိုသမားဖြစ်အာဆင်နယ်ကိုခေါ်ထားမယ်အဲ့တော့ရာယာနဲ့ကီပါနဲ့ကတော့အသင်းရဲ့ first line နဲ့အတွက်အဓိကတိုင်ရမှာပေါ့လေလော်ရော့ဆယ်ဒီထားရဆိုရင်တော့ကီပါ number 1ကိုသမားဖြစ်ပဲရှိနေမှာပါတတိယမြောက်သတင်းတပုတ်ကတော့တချို့တချို့တွေချစ်လာဆိုဆိုမာတီနယ်လီသတင်းပေါ့လေဒါကိုလည်းဂန်နာဘလော့ကဖော်ပြထားပါအာဆင်နယ်တို့ကမာတီနယ်လီကိုအရေးကြီးကစားသမားအဖြစ်သတ်မှတ်ထားတယ် အသင်းမှာဆက်ပြီးထားမယ်လို့လည်းမျှော်လင့်ထားတယ်။ကစားသမားလည်းဆက်ပြီးရှိနေမယ်လို့သူတို့ကယုံကြည်ထားတယ်။ကစားသမားကိုယ်တိုင်ကလည်းအာဆင်နယ်မှာပျော်ရွှင်နေတယ်။ဒါပေမဲ့အာဆင်နယ်သင်းကမမောလောက်ဖွယ်ရပြောင်းရွှေ့မှုတွေကန့်လန့်မှုတွေရောက်လာခဲ့မယ်ဆိုလို့ရှိရင်တော့မာတီနယ်လီကိုရောင်းချဖို့အတွက်စဉ်းစားသွားမယ်ဆိုပြီးတော့ကန်နာဘလော့ဖော်ပြသွားတာ။ဒါကြောင့်မို့လဲကျွန်တော်ထင်တယ်လေ2029ခုနှစ်ကတည်းကတက်တန်းရှိရဲ့ကစားသမားတွေအလုံးအကျိတ်နဲ့တက်တန်းတိုးနေချိန်မှာမာတီနယ်လီကိုဘာကြောင့်လက်ရှိချိန်ကြီးတက်တန်းတိုးမလုပ်သေးရလဲဆိုကျွန်တော်အထက်ချက်စဉ်းစားရတယ် ကေဗီယမဂါဟိဗျာဝီလျံဆာလီဘဘူကာအိုဆာက2029ဒါပြန်မာတီနယ်လီကိုကြတော့အေးဆေးမှတိုးမယ်အဲကြားထဲမှာဈေးကောင်းရရင်ရောင်းမယ်ဆိုပုံစံမျိုးနဲ့ထားတာတကယ်တော့လေမာတီနယ်လီရဲ့ပိုတီရှယ်တွေကတက်လာနိုင်တဲ့ဆိုပေမဲ့တရာတီတွင်းတရာတီတွင်းသူပြရတဲ့ခြေစုံတွေကတော့ဟာကနေဟင်ကနေဂိုးရတာတွေရှိတယ်အာမလို့အာမရတာတွေဖြစ်ရှိတယ်ခေါင်းကြီးငုံကြီးဘာဖြစ်တဲ့ညာဖြစ်တဲ့ဒီလိုကာလရှိရကျွန်တော်ကတော့မာတီနယ်လီကိုကောင်းလာစေချင်တယ်ဒါပေမဲ့သူ့ကိုဆောင်ရင်းဆောင်ရင်းနဲ့ တခြားပြည်ရိုက်လည်းအသက်ကြီးပြီးတော့ကိုလည်းစူဖလားမဲ့ရာသီတွေဖြစ်နေလည်းအဆင်မပြေဘူးပေါ့လေအဲ့တော့ဒီကစားမောက်တော့ဘိုင်ယန်နဲ့ဆော်ဒီကလပ်တို့ကတော့သဘောကျတယ်မာတီနယ်လီကတော့အသက်24နှစ်ပဲရှိတဲ့ဘရာဇီးသားပါဒါပေမဲ့ဘရာဇီးလက်ရွေးစင်မှာသူ့ကိုကြော်ပြီးတော့ရိုဒီဂိုတကယ်ကိုမှကောင်းနေခဲ့တဲ့အခါမှာတော့ကျွန်တော်တို့လည်းဒီထက်ပိုပြီး upgrade လုပ်သင့်တယ်ထင်တယ်ပေါ့လေဒီမှာလမ်းကြောင်းလုံးတစ်ခုပြောချင်တာကဖေဘီဆိုရိုမာနိုက YouTube မှာပြောသွားတဲ့စကားတစ်ခုရှိတယ်အာဆင်နယ်တို့ကရိုဒီဂိုအတော်လေးသဘောကျနေတယ် နီကိုဝီလျံကိုဈေးကွက်ထဲမှာမရနိုင်တော့တဲ့နောက်မှာအာဆင်နယ်ရဲ့အလိုချင်ဆုံးနဲ့နံပါတ်1တိုက်စစ်တောင်းပန်ကရိုဒီဂိုဖြစ်တယ်အဲ့တော့သူတို့ကတော့ဒီကစားသမားကိုခိုင်ခိုင်မာမာစိတ်ဝင်စားနေဆိုပြီးတော့ရိုမာနိုကပြောသွားတယ်အဲ့တော့သူတို့လိုတကယ်သတင်းလိုက်မှုဆိုးတွေရဲ့အပြောစကားရဆိုရင်အာဆင်နယ်ရဲ့နံပါတ်1 VIP player ဖြစ်ခုံမှာက Rodrigo တော့ရှိတယ်။ဒါပေမဲ့ Rodrigo လို player မျိုးမရဘဲနဲ့တော့ Martin လို့ရောင်းသွားမှာမရှိဘူး။ပြီးတော့ Martin နိုင်တဲ့ပတ်သက်ပြီးစိတ်ဝင်စားပါဆိုရင် Sorry Club တွေ Bayern တို့ကလည်း Arsenal လိုချင်တဲ့ Euro 84တန်းပတ်ချလဲပမာဏကိုပေးဖို့တော့လမ်းမမြင်ဘူး။ဒါကြောင့်မို့လာမယ့်ရာသီမှာလည်း Arsenal, Chelsea နဲ့ Martinelli ကိုဆက်ပြီးတော့မြင်တွေ့ရဖို့ရှိနေပါတယ်။ ဘောလုံးပွဲတွေကိုစီးပွားဖြစ်ဖြစ်ပြောရင်ဖြစ်ကစားခြင်းနဲ့ဆိုရင်တော့ကိုထွတ်စီမှာလာပြီးတော့ဆုတ်လို့ရပါပြီ။လက်ရှိအချိန်မှာတော့ကလပ်ဝေါ်ကတ်နောက်ကျရင်တော့ပရီးမီးယားလိပြိုင်ပွဲပေါင်းစုံကိုကိုထွတ်စီမှာလာပြီးတော့ကစားလို့ရနေပါပြီ။ကိုထွတ်စီမှာဆော့မယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်399 646 463 3 3 Telegram နံပါတ်399 8953 9200မှာအကောင့်ဖွင့်ပြီးတော့ live ဆုတ်လို့ရနေပါပြီ။ဘယ်မှာပဲဆော့ဆော့ပါ။ရော်စားမှန်ကန်တဲ့ကိုထွတ်စီမှာလာပြီးဆော့မယ်ဆိုရင်တော့နှွေးထွေးစွာကြိုဆိုပါရစေ။ဘောလုံးပွဲလောင်းတဲ့လူတိုင်းကိုတက်နိုင်တဲ့ပမာဏနဲ့လောင်းဖို့လည်းအကြံပြုပါရစေ။အားလုံးပဲ အောင်ကြပါစေ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Fabio Vieira သတင်းနဲ့ပဲအဆုံးသတ်လိုက်အောင်။ Fabio Vieira ကတော့ Arsenal ကိုအငှားစားချုပ်ပြီးပြန်လာမယ်။ဒါပေမဲ့ Club World Cup ဝန်ခံနေရတဲ့ ဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းမျှော်လင့်ကြီးနဲ့စောင့်ကြည့်ရယ်ကလပ်ဝေါ်ကပ်မှာဝန်ကန်နေခဲ့တဲ့ပေါ်တိုကိုစားပြုဖေဖီယိုဘေးကမစိုးဘူးပြခြေစွမ်းကအာဆင်နယ်တင်းတောင်းဝရှိပြဒါတော့တစ်ချက်တော့သူတို့ data analyze တော့လုပ်နေမှာပဲဖေဖီယိုဘေးရဲ့ပေါ်တိုကတော့ကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာ၃ပွဲကစားပြီးအချိန်မှာ၂ပွဲတည်ရတစ်ပွဲရှုံးရမှတ်နှစ်ပတ်ပဲစုဆောင်းနိုင်တာဖြစ်တဲ့အတွက်အုပ်စုကနေပြုတ်သွားခဲ့ပြီးဆက်ပြီးကံကြမ်းမရှိတော့ဘူးကစားသမားလည်းအာဆင်နယ်နဲ့လာပြီးပူးပေါင်းမယ်ရာသီကြိုပွဲစဉ်တွေအတွက်ဂျာထဲမှာတော့အာဆင်နယ်တို့ရောင်းချသွားနိုင်ရည်ရှိရဆိုပြီးတော့လေဒါ သတင်းတွေကပေါ်ပြနေပေါ့လေအဲ့တော့ဒီကစားသမားကိုကန့်လန့်မှုကောင်းနေရှိတော့အာဆင်နယ်ကရောင်းချသွားမယ်ဒီကလပ်ဝတ်ကပ်သုံးပွဲမှာဆိုရင်တော့ဖေဗီယိုဘီယာကဖန်တီးမှုတစ်ချိန်လုံးတိုင်ခဲ့တယ်နောက်ဆုံးပွဲမှာဆိုရင်ပေါ့လေလေးကိုလေးကိုတည်ကြတဲ့ပွဲစဉ်မှာအဲ့တော့ပါမီယာနဲ့အင်တာမီယာမီယာကတော့နောက်တစ်ဆင့်ကိုတက်သွားခဲ့ပြီးပေါ်တိုနဲ့ဒါအခြားတစ်သေးကတော့ရမတ်နှမက်စီပဲရတာဖြစ်တဲ့တော့အုပ်စုကနေပြုတ်သွားခဲ့ပြီအဲ့တော့ဖေဗီယိုဘီယာအတွက်အာဆင်နယ်မှာနေရာရှိလားအမေကတော့အာဆင်နယ်တင်းရဲ့ကွင်းလေရလေအရင် strong ဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့ ဖေဗီယိုဗီရရဲ့ physical ပိုင်းနဲ့ Premier League ရဲ့ကစားဟန်တွေကလက်ရှိချိန်ကြီးအသားမကျသေးဘူး။အာရီဒါဆိုရင်သူကိုယ်တိုင် Euro 35တန်းပေးပြီးခေါ်ထားခဲ့တဲ့ player ကိုသူဒီရုတ်တိုက်ပြီးတော့သုံးဖို့အရင်တော့စူးစမ်းခဲ့။မဖြစ်နိုင်တော့တဲ့နောက်မှာတော့ကစားသမားကို all time နဲ့တက်လာပါသေးရောဆိုပြီးရန်ကုန်မှာထားမယ်ဆိုအဲ့လိုမျိုးအငှားချတာတွေရွေးချယ်ခဲ့ရတယ်။အာရီဒါသူဝယ်ထားတဲ့ player ကိုသူရောက်အောင်သုံးတယ်။အဲ့တော့ဒီຫນွေစည်းကောင်မှာရောင်းနဲ့မရောင်းဆိုတာထက် Fabio Biera ကိုအသေးမှဘယ်လောက်ထိနေရာပြင်းလဲဆိုတာတစ်ချက်ကြည့်ရအောင် Fabio Biera နဲ့ပတ်သက်ကျွန်တော်အမြဲတမ်းပြောနေကြစကားတစ်ခုရှိတယ် ဒီဘဲဆီကနေကျွန်တော်အကြိုက်ဆုံးတစ်ချက်ရှိတယ်။အဲ့ဒါက quick transition တွေခေါင်နာပြန်ပေါက်တဲ့အခါကျရင်သူ့ဆီကနေပြီးတဲ့ pass တွေကအရှိကနေ forward ဆုံးက player တွေအတွက်ဆိုတော်တော်လေးကောင်းတယ်။ဘောလုံးတွေဝိုင်းပြီးပေးတာမျိုး နောက်ပြီးတော့ defend line ရဲ့နောက်ကို aggressive ဖြစ်တဲ့ pass တွေပေးတာမျိုး diagonal pass တွေခင်းပေးတာတော်တော်လေးကိုကောင်းတဲ့ player ။ဂျန်နယ်ပိုင်းမှာတော့သိရမှာဂျင်းတဲ့ချက်ထဲမှာဘောလုံးကိုထိလှည့် အချင်းချင်းဝန်တက်ရအဲ့ဒီဘိုင်းမှာတော့ physical ရတော်တော်လေးဟိုမှာရုံးကန်နေရတယ်အခုတော့ရှိရပါလေပါတီးဒါဆက်မနေဖြစ်တော့အာဆင်နယ်ကိုကွင်းလက်တယောက်ဒီယန်ရိုးတော့ထတ်ရှာမယ်အဲ့အတွက်လည်းအင်ကန်တစ်ခုအနေနဲ့ဒီကစားသမားတွေရောင်းချသွားနိုင်ကြတော့ရှိပါတယ်အဆုံးထိကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာတရင်ညတော့မထူးသေးဘူးထူးတဲ့နေ့ကိုကျွန်တော်တို့အတူတူစောင့်ကြတာပါ